9ရက်အောက်တိုဘာရင်းကျူလာပြည့်ကျော်တရက်နေ့ဒီနေ့မှာရန်ကုန်ပြည်သူ့ရှင်ပြည်မှာပြောင်းနေကြတယ်တောင်ကြီးမှာမကွေးမှာအဆရှိတဲ့နေရာတွေမှာပြောင်းနေကြတယ်ဒီလိုပဲအညာဒေတာမှာစီမီချမ်းမီမိဘုံကြီးလွတ်တယ်မုံရွာချောင်းအဆက်တရင်ကျွတ်မိထွန်ပွဲ စီမီတပိတ်လုံနေတဲ့အချိန်အတော့ဘာ၆ရက်နေ့လာပြီးနေည9နာရီမှာမောင်ရ6ဦးမှာသင်းတို့မီတွန်းပွဲတော်တွေကိုနာမခါကစက်တက်လေဒီတွေနဲ့ဘုံကျဲချခဲ့တယ်တေဆုံးသူ20ပြည်သူလူလူစစ်စစ်ခေါင်းပြက်ခန္ဓာကိုအပိုင်းပိုင်းပြတ်ထွက်သွားကြတယ် ခုချေကြည့်အလောင်းမကောင်းနိုင်သေးခလေးငယ်တွေပါဝင်နေတက်ကြီးရွယ်ဦးတွေပါဝင်အခုချေကြည့်ရှင်းလင်းရေးမလုပ်နိုင်သေးပျောက်ဆုံးတဲ့သူတွေရှိနေတဲ့ခြေဦးတဲ့ရပြေးကြရတယ်အဲ့ဒီညကသတင်းကြိုလာပြီးနေညကအပိဓမ္မာအခါတော်နေ့ညကမုံရချောင်းမှာငရေတမျှပါပဲညစွာဖျား နတ်ပြည်ကဆင်းလာတာကိုမီးထုံးပြီးကြိုဆိုဝဲမြမပြည်မှာငရေပြည်တမျဖြစ်နေတဲ့အခြေအနေဒါသတင်းဖြစ်ပါတယ်တပတ်ချံစစ်တပ်ထိန်းချုပ်လို့မရတဲ့နေရာတွေမှာဘာပျော်ရွှင်ခွင့်မှမပေးဘဲလေမြန်တဲ့ဘုံကျဲတတ်မယ်ဆိုတဲ့အခြေအနေမျိုးနောက်တစ်ဖက်စစ်တပ်ထိန်းချုပ်ထားတဲ့နေမြေ ထိန်ချုပ်ထားတဲ့နေပြီးသူရင်ပြင်းရန်ကုန်ရှိုးဝဲတောင်ကြီးမကွေးမြသလုံးရွှေကုန်းဖျားပေါ်အုံထအောင်ပျော်ရွှင်ခွင့်စစ်တပ်ကခွင့်ပြုပါတယ်ဒါဟာရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်ပါတယ်တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာကိုပြီးသူလူလူကိုလာရောက်အသိပေးတာဖြစ်ပါတယ်ရှင်း ဲ့တော့ဒီနေရာမှာကျွန်တော်တို့တပတ်တစ်ချက်မှာတောင်းနေချီတဲ့လူတွေထောင်နေချီတဲ့လူတွေပြောမနေတယ်တပတ်တစ်ချက်မှာဘုံကျဲပြီးအတက်ခံရတယ်မြန်မာတပြည်ထဲမှာနှစ်ပိုင်းခွဲပြီးဖြစ်နေတဲ့အခြေအနေဆိုတော့စစ်တပ်ဖက်စစ်တပ်ကမ္ဘာကိုဘလို့ပဲလိန်ညာနေတယ်လို့ပဲပြောပြော အစိုးရဖွဲ့ချင်ပါတယ်လို့ဒွေးကောက်ပွဲလုပ်ချင်ပါတယ်လို့ဒီမိုကရေစီပါဆိုရက်ခွေးပဇက်ကနဲ့စကားထွက်နေတဲ့ကောင်းကြီးဒီမိုကရေစီလိုချင်လားငါတို့စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာနေငါပေးသလောက်အခွင့်အရေးရမယ်ငါ့ကိုစန့်ကျင်ရင်ချောင်းလို့မင်းတို့ပျော်ရွှင်ခွင့်မပေးဘူးဘုံကျဲတတ်မယ် ဒီချိန်နေဒီစိတ်ထားဟာလွန်ခဲ့သောနှစ်ရာချီကဗရီသရစ်ဘရင်ဒီတက်ဆိုးတဲ့စိတ်မိတ်ဆာအယူအဆနဲ့တနအားကိုပိုကြမင်းမူနေတာဖြစ်တယ်။မင်းသားမကောင်းဘလို့ပဲဆောင်းဆောင်းဘလူးอ่ะဘလူးอ่ะပဲ။ထပ်ပြီးအရေးကြီးတာထပ်ပြီးသတိထားစရာထပ်ပြီးပြောပြစရာပြည်သူလူထုကိုပြောချင်တာချစ် တပတ်မှာပြောဝဲတွေကျင်းပပြီးတယ်တပတ်မှာအချိန်ကရဲရဲဆက်ဆက်တက်ပြနေဒါတိုက်ဆိုင်မှုမဟုတ်ဘူးရည်ရွယ်ချက်ကြီးကြီးကိုလုပ်နေတာရည်ရွယ်ချက်ကပါလေ community crisis လူဖွဲ့စည်းအချင်းချင်းထဲမှာပြည်သူလူထုကြားထဲမှာအချင်းချင်းမတိစိတ်ရတိုက်ပြရအိတ်ချက်ချင်းအိုးမဲ့သုံးတိုက်ခိုင်းနေတာဟာဒီမြေကျော်မင်းပြောတာပါလေငါတို့နားမလဲအဲ့တော့လက်ရှိဘုံကျခံရတဲ့ပြည်သူလူထုရဲ့စိတ်ထဲမှာ ငရဲတမြခန်းစားနေရင်းနဲ့ Facebook လေးကိုပို့မယ်ထားပါတယ်။ရန်ကုန်မှာတောင်ကြီးမှာမန္တလေးမှာမကွေးမြသလုံးမှာရွှေဘုရားပေါ်မှာပျော်ပွဲဆင်နေတဲ့လူကြီးကိုကြည့်ပြီးငါတို့စီမေးလေးထုံးတာကြတော့ဘုံကျဲပြီးတက်ဖြတ်တယ်။သူတို့ကြတော့ပြုံနေလိုက်ကြတာ။ပြီးသူအချင်းချင်းအမုံကြီးမုံအမြင်လေးလွဲနားလည်မှုလွဲတဲ့သွေးခွဲ ဖိနှိပ်အုပ်ချုပ်တဲ့ပုံစံဖြစ်ပါတယ်။တစ်ဖက်မှာအခွင့်အရေးပေးမယ်တစ်ဖက်မှာဖိနှိပ်မယ်။ဖိနှိပ်သူဘက်ကအခွင့်အရေးပေးရနေတဲ့လူဘက်ကိုမုံမယ်။အခွင့်အရေးရနေသူတွေဘက်ကလည်းဖိနှိပ်သူတွေကိုကြည့်ပြီးခံဖို့တော်လန့်ချင်တာကိုဒီလိုစိတ်ဝမ်းကွဲပြားမှုမျိုးကိုစစ်တပ်ကလုပ်နေပါတယ်။အမောဒီယာကနေအခြေခံပြီးဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြိပခါတွေစနစ်တကျဖန်တီးနေတာဖြစ်ပါတယ်။ စစ်တပ်ဖက်စစ်တပ်စစ်တပ်ရဲ့အာဏာကြီးစိုးရေးအတွက်သူတို့နေထိုင်ရာရှင်တန်ရာလူအဖွဲ့ကြီးကြီးကိုပါအစိတ်ခတ်နေပါပြီအနာဂတ်မှာဘာသာရေးကိုဖျက်ဆီးတယ်တန်ခါတုတွေမွေးထုတ်တယ်တန်ခါအတုအတုဘာဘာသာလို့တန်ခါအတုတွေပညာရေးကိုဖျက်ဆီးပလိုက်တယ်သုံးစားမရတဲ့ပညာရေးနဲ့ဘာကြီးချင်းမှလူငယ်တွေမရှိတော့ဘူး စီဝိုင်းကိုဖျက်ဆီးပြီးကဘာလူပုံအလဲမှာအစင်ရသောအစုတ်ပြအဆုံးတိုင်းကြီးစင်ဝင်သွားပြီအစိုးဆုံးချီကြီးကနိုင်ငံသူနိုင်ငံသားအချင်းချင်းအမုန်းတရားတွေကိုတတ်ရှုရှိုက်သွင်းနေတာပါပဲဒီလူချင်းချင်းကြားထဲမှာယင်းချစ်ခင်မှုရိုင်းမင်းကူညီမှုစီလုံးမှုစံနှုန်းတွေကိုချင်းစာတရားတွေဒီကျင့်ဝတ်တွေတစားစီဖြစ်အောင်နင်းချီပြီးကြောက်ခစ်ကတလိမ့်ဆန်တာတာလူအဖွဲ့စည်းတစ်ခု လူအဖွဲ့အစည်းအတွင်းမှာအချင်းချင်းအမုန်းပွားအောင်အင်ကျချင်းပြည်သူချင်းထိတ်တက်တွေ့ပြီးအမုန်းကြီးမုန်းပြီးပြိပခါတွေဖြစ်အောင်ဖန်တီးနေတာဒါကြောင့်မို့အနာဂတ်တိုင်းပြည်ကိုထူထောင်ချင်ပါတယ်ဆိုတဲ့သူတွေစနစ်ပြောင်းချင်ပါတယ်ဆိုတဲ့သူတွေဒီစစ်တပ်ကိုအမြင့်ပြတ်ချီမုံယုံကလွဲလို့အချမ်းမရှိတော့ဘူးဆိုတော့ အသိပေးချင်ပါတယ်။အဲ့တော့ဒီကနေ့မှာဒီအကြောင်းအရာကိုလာတင်ပြရင်ဒီနေ့ညမှာတိုင်းပြည်တော်ဝန်ကိုကျွန်တော်ကြီးညာစရာရှိပါတယ်။စစ်တပ်ကိုတတလုံးမနိုင်ပါဘူး။မင်းတို့တော်လိုင်းကြီးမအောင်တော့ပါဘူး။ဒီအခြေအနေဒီအတွက်မင်းတို့စစ်တပ်ဟာဘာရီဖြစ်နေလဲ။ဘောမစစ်ကောင်စီထောက်ခံသူစိတ်တဲ့ ကြနေတဲ့တော်လန်ပြည်သူတွေအချင်းချင်းလက်တို့ပြီးဒီည9နာရီမှာလူမကျော်ဗီဒီယိုပြောတော့လာနာထောက်ကြမင်းတို့စစ်တပ်ဘာဖြစ်နေဒီတော်လန်ကြီးဘလို့အခြေစစ်တပ်ကတတလုံးမနိုင်တော့ပါဘူးမင်းတို့တော်လန်ကြီးမအောင်တော့ပါဘူးဆိုတဲ့ကောင်တွေအတွက်ဒီည9နာရီမှာကျွန်တော်ရှင်းန်းကြင်ညာမှုတစ်ခုတိုင်းပြည်တော်ဝန်ကိုထုတ်ပြန်ဒီညနေမှာ ီညမှာတောင်းရစုဟောဖက်စစ်စစ်အုပ်စုဟောစုတို့ထောက်ခံသူတွေရောရှင်းရှင်းလင်းလင်းအတွေးအမြင်တွေရှင်းလင်းနေမဲ့တဘောတရားအတွေးခေါ်ဖြစ်စဉ်နေနဲ့သုံးသက်ချက်ဒီညမှာတွေ့အစာလေးထုတ်ပြီးခဲ့တယ်ကာကြုတ်ဆိုတဲ့ကောင်ကိုညမသမိုင်းမှာ short ride ဒုံးနဲ့အထုခံရတာညမသမိုင်းမှာရှိဘူးသလား ဒီည9နာရီအထိကြောင်းပြောမယ်အားလုံးဂျေစုတင်ပါတယ်ဒီလူလူတို့ကြီးယခင်ကထပ်ပူစီလုံးကြပါပုံနှွေးထွေးကြစစ်တပ်ဟာပြည်သူကြားတဲ့အမုန်းတရားရိုက်သွင်းပြီးပြည်သူအချင်းချင်းအိမ်ချက်ချင်းအိုးမဲတုတ်ပြီးတိုက်ခိုင်းနေပါအရေးကြီးပါတယ်။တော်လိုင်းရေးကိုစိတ်ဝင်စားခြင်းစားမစားခြင်းနေ ခင်ဗျားတို့နေထိုင်နေတဲ့ရှင်သန်နေတဲ့တိုင်းပြည်ကိုတော့စစ်ဝင်စားပြီးကြတယ်